မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာငယ်မိတ်ဆွေတို့ဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလကုန်ထိအဲမိတ်ဆွေတို့ရဲ့တပတ်စာကံကြမ္မာဟောစတန်းကိုဆရာကတားတော့နဲ့ဟောကြားပြီးမှဖြစ်တဲ့အတွက်တနင်္လာသာသမီမိတ်ဆွေတွေအားလုံးဘေးပညာတွေဝေးကွာကြပါစေကောင်းပြီဒီနေ့အောက်တိုဘာလ22ရက်ကနေလကုန်ထိတနင်္လာသာသမီမိတ်ဆွေတွေအတွက်ဆရာကတားတော့နဲ့မိတ်ဆွေတို့ရဲ့ကံကိုရွက်ဖတ်ဟောကြားပြီးမှဖြစ်တဲ့အတွက် ။တနေ့ကသာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိတ်တိုင်းမကြခြင်းနေအားမရခြင်းနေဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြနေတာမျိုးကိုဘာတွေများလုံနေတာလဲငါဘာတွေများဖြစ်နေတာလဲဆိုတဲ့စိတ်မျိုးတွေကိုယ့်ရဲ့စိတ်ထဲမှာအမားတွေကိုကြည်တွေးခေါ်စဉ်းစားနေတော့ကာလငါကငါအပြစ်တင်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြအားမရသောစိတ်တွေကိုကိုကိုယုံကြည်ချက်ပျောက်ဆုံးခြင်းတွေကြုံတွေ့နေရတော့ကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာစိတ်တက်မကြပဲအားမငယ်ပဲနဲ့ အရာရာကိုပြဿနာတွေဘလောက်ပဲရှုပ်စေကောင်းဘူးရှုပ်သမျှကိုရှင်းလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုကိုနော်အတတ်နိုင်ဆုံးဘာကိုဖြစ်ဖြစ်အမားနေအောင်ငင်းငင်းကလေးကန်ရဲ့အတိုင်းအတာကိုစောင့်ကြည့်ပြီးတော့လှုပ်ဆောင်တင်တော့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာစိတ်တိုင်းဝန်ကြခြင်းမတင်မကြဖြစ်ခြင်းကိုကိုကိုအားမရခြင်းနေကိုကိုကိုအဖြစ်တင်ခြင်းနေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတော့ကာလပိုင်းရှားဖြစ်တဲ့အတွက်တနင်္လာသတိမိတ်ဆွေတွေနည်းနည်းလက်ရှိကာလမှာ အတက်နိုင်ဆုံးသတိပြုစင်ကြင်လှုပ်ဆောင်ရလိုအပ်တော့ကာလာပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှိတိုးဆောင်ရလှုပ်ဆောင်မှာယာရုတက်ရှင်းယာရုတိုးခြင်းတွေကြုံရနိုင်တယ်အထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ်ဒါပြင် OA Champion မီယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မပြီးမပြတ်ဖြစ်နေသောမိတ်ဆွေများပြီးပြတ်အောင်ဆောင်ရွက်နိုင်သောအပိုင်းခြားကာလာပိုင်းခြားဖြစ်ပါတယ်တို့ပြင်တနင်္လာသားသမီးတွေဒီအပတ်တာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့လုပ်နေပတ်သက်လို့ရှိရင်ရှေ့တူဆောင်ရလှုပ်ဆောင်မှာ စတင်ခြင်းစက်တူလုံရှင်အစုရှယ်ယာစုချင်းနဲ့ပတ်သက်သော လုပ်ငန်းတွေအဲဘာလို့မဆိုအကြံစီကောင်းတဲ့တိုးတက်ခြင်းတွေကိုအောင်မြင်အောင်စွမ်းဆောင်ဖို့လုပ်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါလုပ်ငန်းလုံးနဲ့ပတ်သက်ရာထူးတိုးခြင်းရာထူးတက်ခြင်းတွေကြုံရနိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခရီးသွားပြည်ပနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ခြေတိုးဆောင်ရလုံဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်အလုံးပြောင်းခြင်းထံရှိနေတဲ့အလုပ်ကိုပို့ပြီးတိုးတက်အောင်စွမ်းဆောင်တာဟာပုံမှန်အားသာကောင်းမှုကံကောင်းစေသောကာလပိုင်းခြားဖြစ်ပါတယ် အလုံငန်းနဲ့ပတ်သက်လို့အလုံနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမရှိဘဲနဲ့လက်ရှိရှိနေတာကိုပုံမကောင်းမအောင်စူးစမ်းပြီးတော့စွန့်ဆောင်ရင်အစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းတွေကျိန်းသည်ရရှိစေမယ့်အပတ္တကာလအပိုင်းခြားဖြစ်ပြီးတော့လုံငန်းကိစ္စယာဒုတိုးကိစ္စယာဒုတက်ကိစ္စလေးတွေသင်္ဏအစုချေရာစုကြီးနဲ့ပတ်သက်တဲ့အခါရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သလိုပညာရေးနဲ့ပတ်သက်လာရင်လည်းရှေ့တို့ဆောင်ရလှုပ်ဆောင်မှာဇရာအကြီးကဲ ဟုတ်လားမိတ်ဆွေအကြီးအကဲအပေါင်းကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ်။ငကောကအလုတ်ရှာနေသူတွေအလုတ်သေးရရှိစေနိုင်သောကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်ကူမဆူဘာကူမဆူရှေ့တိုးပြီးတော့လှုပ်ဆောင်ခြင်းအကြံစီတွေရရှိအောင်ဆွမ်းဆောင်ခြင်းတွေအောင်မြင်ခြင်းတွေတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်ဆိုတဲ့ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ။ဒါကပြင်မိတ်ဆွေတို့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်။ ငွေကြေးနဲ့ပတ်သက်လာရင်တော့ဝင်ငေါဝင်နေဘယ်ကနေထွက်လို့ထွက်မှမသိတာမျိုးငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဟိုနောက်နဲ့နဲ့ဒီနောက်နဲ့နဲ့အသုံးများနေတာမျိုးထင်းစည်းကြီးကိုအပြီးကြီးကိုထမ်းနေတယ်လို့ပဲဝင်ငေါဝင်နေဝင်လာရင်တော့ဘယ်နာကထွက်လို့ထွက်မှမသိတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်ရင်တော့ခဏခဏညှဉ်းညူနေရတာမျိုးမိသားစုကိစ္စအိမ်ရေးကိစ္စငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အဲဘာသာရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများနေတက်ပြီးတော့ ငွေဝင်ကြမှာကြီးကောင်းပြီငွေမဝင်စိတ်ပန်းလူပန်းဖြစ်နေတတ်သောကာလဖြစ်တဲ့အတွက်ငွေကြီးကံဟာဆိုရင်တော့ဖြင့်လက်ထက်မှမမြဲဘူးလို့ဆိုရမယ်ဘာသာရေးဆိုင်ရာကိစ္စလေးတွေဗဇက်ကဖျားလက်ကကာယဖြစ်နေတတ်သောကာလဖြစ်တဲ့အတွက်ဘာသာရေးကိုပုံမတိုးရှက်လှုပ်ဆောင်မှာဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းတွေတိုးတက်နိုင်ပါတယ်ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆက်မိတ်ဆွေများအဲ မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနတ်တိုက်တွေပြူစားတာမျိုးလုပ်ငန်းကိစ္စအလုပ်ကိစ္စမနာလိုလို့လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေရနေပြီးကိုကိုအတက်ပညာတွေပြူစားတိုက်ခိုက်ခြင်းမျိုးတွေမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားခြင်းမျိုးတွေဂျုံကနိုင်တက်တယ်အထူးသဖြင့်စိတ်ကြက်အထက်ကိုရောက်နေပြီးမှရုပ်တရက်အောက်ကိုထိုးကြသွားတာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်ကိုကိုအပြိုင်ဆိုင်တိုက်ခိုက်တွေများတက်တဲ့အတွက်ဘာကိုဖြစ်ဖြစ်အချစ်မကြောပါနဲ့အချိန်ကြာကြာလှုပ်ဆောင်တာပုံမကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းရှားဖြစ်ပါလေခင်ဗျာ ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အတိုက်ခိုက်ကြီးအတက်ပညာတွေယူဆတတ်ခဲ့ခြင်းမျိုးတွေကြုံရတတ်တယ်စပစ်စီရင်နဲ့ပတ်သက်လို့မောင်းနေတဲ့အခါမှာသတိပြုစင်ကျင်ပေးပါတာမန်အားဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့စိတ်တဲ့အနေအမြင့်အတက်အကြမမှန်လာမျိုးလေးတွေစိတ်ဖြစ်စည်းမှုများနေတာမျိုးလေးတွေစိတ်ပင်ပန်းလာမျိုးလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့ကျမအင်းနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမဖြစ်ရတာလို့ကျန်တာဘာမှစိုးရိမ်စရာမရှိဘူးအဲ မိစေတို့အနေနဲ့တမညာပဲဒါကမှထိတဲ့ပုံညံ့လာပြီဆိုရင်တော့အတိုက်အခိုက်အပြိုင်ဆိုင်တွေကြောင့်အတတ်ပညာတွေပြူစားခြင်းလောကီပညာရဲ့အနေနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်သောကာလအပိုင်ရှားပတ်တာဖြစ်ပါတယ်ခင်ဗျာကောင်းပြီထားပြီးငွေချင်းအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဝိရောကောကျွန်းငကောကအဆက်အသွယ်ပြတ်နေသူတွေပြန်လည်းအဆက်အသွယ်ရရှိတတ်တယ် ။ငကိုကအိမ်တော်ရင်းနဲ့ပတ်သက်လို့အဆင်မပြေသူရဲ့ဒီကာလမှာအဆင်ပြေအောင်ကြိုးစားဆန်းဆောင်ခြင်းတဦးနဲ့တူတယောက်နဲ့တယောက်လွဲမှားနေတာလေးတွေကိုပြပြလေးလေးညှိနှိုင်းဆောင်ရွက်ခြင်းမျိုးတွေအနာဂတ်အတွက်စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတဲ့အခါတယောက်နဲ့တယောက်တဦးကတင်းရင်တယောက်ကလျှော့ပေးတာမျိုးလေးတွေအမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေသောကာလပိုင်ချဖြစ်ပါလေ။လူငယ်တွေအရှင်ရင်းမှာရည်စားမရှိသူတွေဖူးစာမရှိသူတွေအရှင်ရင်းမှာချစ်သူရည်စားရရှိတာမျိုးဖူးစာဘက်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းရှားဖြစ်ပါလေ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကံကြမ္မာနဲ့ပတ်သက်လာရင်တော့ရှစ်သူလဲရအိမ်ဆောင်လဲကြဆိုလို့စုံကောလက်ကောစမ်းကောဝင်လာတက်တော့ခါလာပိုင်းကြဖြစ်တဲ့အတွက်တော့အဲဆရာလူရုပ်ချောခြင်းတော့ကြီးကြမထားပါနဲ့အဲကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့အရှင်ကြီးအိမ်ဆောင်လေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးတုံးနဲ့တူတယောက်နဲ့တယောက်ရှစ်တို့ဆောင်ရလွတ်ဆောင်မှာမိမိရှစ်တော့မျက်နှာတော်သူလူကိုဖွင့်ပြောတာမျိုးအနာခတ်အတွက် ဟိုတင်စားမွမ်းမှန်ပြီးတော့ပြောဆိုရဲလုပ်ငန်းလေးတွေမှာတော့ချစ်တို့အနာကတ်တော့တယ်နော်ဆရာကကြီးစားမရှိလို့ပြောသေးတယ်နော်အဲဆိုတော့ဟို surprise kit လေးတွေလောက်တာမျိုးဥပမာဘာအထူးသဖြင့်တင်စားခေါ်ဝေါ်တာမျိုးလေးတွေချစ်တို့ဆောင်ရလောက်ဆောင်ရင်အာသာခေါမတို့တန်နိုင်တော့ကာလာပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလာပိုင်းရှားကာလာတော့တွေ့မှာဆိုရင်လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်မိမိချစ်တော်မြတ်လို့တို့ကိုချစ်တို့ဆောင်ရခြင်းချစ်ရေးဆိုခြင်းဖွင့်ပြခြင်းတွေလောက်ဆောင်မှာ အိမ်တော်ရင်းနဲ့ပတ်သက်လာတမိသားများနဘူကတုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေကျင်းစီပါအဆက်အသွယ်ရရှိမဲ့ကာလဖြစ်တယ်အိမ်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်ပြီးတော့နဘူကအခုအငော့အထစ်အငော့အဆက်အပြောက်လေးတွေဆိုရင်တော့နှိမ့်နှိုင်းဆောင်ရွက်ပြီးအဖြေချရင်အောင်မြင်တိုးတက်ပြီးတော့အရှိရဲ့အိမ်တော်ရင်းမေတ္တာရင်းနဲ့ပတ်သက်ရင်တော့ဘာလို့မဆိုအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့လက်ရှိရင်းနှီးမှာ မိမိတို့အနေနဲ့လက်ရှိရင်ထဲမှာအဆိုးတွေကိုကိုကိုယုံကြည်စိတ်တွေပျောက်ဆုံးနေတာမျိုးကိုကိုကိုတန်လျာတွေဖြစ်နေတာမျိုးအာငါ့ကိုလူများကတဦးတယောက်ကပြူစားတိုက်ခိုက်ထားသလားမသိဘူးငါ့ကိုကကန်ဆာတာမှကြာနေသလားမသိဘူးဆိုတော့ကိုကိုကိုတိမ်ငယ်စိတ်တွေမမွေးပါနဲ့တဲ့မွေးလို့ရှိရင်စိတ်တက်ကြရင်လူကပါလိုက်ပြီးတော့အောက်ကိုစိတ်ကြကြရင်ကံကပါလိုက်ကြတတ်တဲ့ကာလဖြစ်ပါလေဒါပဲမိစေတို့အနေနဲ့အထူးသဖြင့်ဒီကာလပတ်တာကာလအတွင်းမှာစကားကိုမကောင်းတဲ့နှမိတ်လေးတွေစောင့်ပြောတာမျိုးလေးတွေမကောင်းတဲ့အရာတွေပျက်စီးသောသောတဘော သိကြည်တော့သဘောတည်းကိုမပြောဘဲနဲ့ကောင်းတဲ့နာမည်ကလေးတွေပြောတာမျိုးဥပမာတော့ဇာငယ်လို့ယောက်ကလေးရလျှော့อืมဒီလိုမျိုးလေးကောင်းတဲ့နာမည်လေးနဲ့ပြောဆိုတာဟာအဲဟိုအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေเนาะဟိုမိတ်ဆွေတို့နဲ့နမိတ်ဆောင်ဆောင်ငါစီရလို့လည်းမလျှော်စိတ်တက်ကြနေပြီကွာဆိုပြီးဒီလိုမတွေးခိုင်းတော့ပြောတာเนาะကျေးဇူးတင်ပါတယ်ကောင်းပြီဒါအပြင်မိတ်ဆွေတို့ဒီအပ္ပတ္တတော်တွေမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်ဇာစာပရိသသမီး တောက်ကြသသမီးတွေနဲ့တွဲဖက်လို့ရင်တနင်္လာသသမီးစုတကိုကန်စာတာရဲ့တိုးတက်မှုကိုရရှိစေပြီးတဲ့အခါမိုးပြာရောင်ခဲရောင်ကြက်သွေးရောင်တွေဟာမိစုတွေရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစေပါလေအကျိုးပေးသောအရာဟာတော့အရှိတောင်တောင်အရာဖြစ်ပါလေခမညာအကျိုးပေးသောနေကဏ္ဍအကရာတွေအနေနဲ့ဆိုရင်တော့၃ညာကဏ္ဍ၆ကဏ္ဍ၉ကဏ္ဍနေတာမိစုတွေရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစေနိုင်ပါလေမိစုတွေရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းကွအယောင်းဖတ်စီဖို့အတွက် မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုเนาะမင်းမျိုးပန်းလေးအနှဲ့ငယ်နဲ့ရိုက်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးရိုက်ပုတ်ထီတွေ ရောင်းလိုက်ရင်အယောင်းဝယ်သွက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်တယ်။မိတ်ဆွေတို့ရဲ့เนาะအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအမျက်စွာဖရားမှာအမွှေးတိုင်လေး၃နိုင်ပူဇော်ပြီးတဲ့အခါတို့မဟုတ်မိမိတို့ရဲ့ယုံကြည်တဲ့ဝင်ရပါသားတရားမှာအမွှေးတိုင်လေး၃နိုင်ကိုပူဇော်ပြီးတော့အဲမိမိရဲ့လိုရာကိစ္စတွေကိုပြောဆိုရင်အောင်မြင်ခြင်းနဲ့တိုက်ခိုက်ခြင်းတွေကြုံတွေ့ရပါမယ်။အဆက်ဆက်ရဲ့အစဉ်ပြေစီရင်မပြောမီ။ ဇန်ငနာဗီဒီမိကြည့်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတချောက်7902904 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 5050 5000နဲ့မှာဖြစ်စေဆက်သွယ်နိုင်ကြောင်းနဲ့မိတ်ဆွေတို့အဆက်ဆက်ရရအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရည်ရည်အနေနဲ့ဆိုရင်တော့ဆရာတို့အစိမ်းရောင်ဖန်ပလင်းလေးတစ်လုံးမှာနှစ်စီပန်းအနီရောင်နှစ်ပွင့်ကိုထိုးပါထိုးပြီးတဲ့အခါအလာအိုးလေးထိုးပြီးအမွေးနံတာစွဖြန်းခြင်းဖြင့်မိတ်ဆွေတို့အဆက်ဆက်ရရအလုံးအစဉ်ပြေအောင်မြင်တိုးတက်နိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ တနေ့ကသာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရအောင်မြင်တိုးတက်လို့ယန္တနာစိတ်ကြောင့်စက်တော့လက်ကစားနိုင်ကြပါစေလို့ပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်